ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့ဒီမှာအယောင်းအထားတဲ့ကားလေးပါ Honda Fit ကိုဒါမျိုးဆက်ထဲမှာအမြင့်ဆုံးပေါ့နော် GK3 ဖြစ်ပါတယ် K ရန်ဖြစ်တယ်ရန်ကုန်လိုင်စင်ဖြစ်တယ်အဲကျွန်တော်ကားလေးကိုစစ်စစ်တဲ့ခါမှာတော့တစ်စီးလုံးအယိုးအစစ်အထိခိုက်မရှိဘူးပြန်စည်းလေးတော့များတယ်ပေါ့နော်ဟုတ်အဲဂျပန်ကတော့ GDN တော့ပြန်စည်းကတော့အဲသူ့ဟာလေးနဲ့သူတော့ပါတယ်ဒါပေမဲ့ပြန်စည်းရလက်ခံလို့ရတဲ့ပြန်စည်းထဲမှာပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမီကွက်ဒီမှာတော့နည်းနည်းလေးထိုင်ရလေးတွေအဲဒီချက်လေးတော့ကျွန်တော်တို့တွေ့တယ်ပေါ့ဟုတ် ားလေးချောတယ်အဲဈေးနှုန်းလေးကလည်းဟိုပါဘောเนาะကျွန်တော်တို့ဟိုအဖြူရောင်ဖြစ်တာနဲ့ရန်ကုန်လိုင်စင်ဖြစ်တာနဲ့ဆိုရင်တော့ဟိုတန်တဲ့အထက်မှာတော့ပါတာပေါ့အဲ1100နဲ့30ပါအဲလက်ရှိလည်းချိန်ကြည့်ပါကျွန်တော်တို့ဒီ GK3 လေးတွေကအနည်းဆုံး7250 73 74တပတ်လေးလောက်ထိဟိုခေါ်ကြတယ်ပေါ့เนาะဆိုတော့ဒီကောင်လေးက7130ဒါပေမဲ့ဟိုပိုင်ရှင်ကတော့အိတ်ဈေးပဲရောင်းပါလားအိတ်ဈေးနီးနီးဆက်ဆက်ရောင်းပါလားတော့မသိဘူးဗျဟုတ်ကားကြိုက်တယ်ဆိုရင်တော့စိုင်ကြည့်ပါဗျ 9k ဖြစ်ပါတယ်ရန်ကုန်လိုင်စင်ဖြစ်တယ်ကျွန်တော်အတွင်းကန်းလေးကျွန်တော်ဆက်ပြပေးမယ်ဗျဒါလက်ရှိသူရဲ့အတွင်းကန်းလေးပါဗျာအာကျွန်တော်တို့ဒီဘောင်းလေးတော့ဈေးပြန်ထားတာမျိုးတော့မတွေ့ဘူးအပြင်လေးတော့ပြန်ဈေးလေးကြီးများတယ်အဲဒါပေမဲ့အဓိကတော့ဒီကားလေးရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ဟိုဈေးနှုန်းပေါ့နော်ဈေးနှုန်းကတော့3100နဲ့30နဲ့ဟိုဟာဖြစ်ထားတယ်အဲ tablet TV လေးချိန်ထားတယ်ပေါ့နော်အဲ CI volume ဟိုတချမ်းလေးပါတယ် ဟာ smacky ဖြစ်တယ်ပေါ့ဟိုဟာပေါ့ကြောင်မြက်လုံးနေဟို iPad TV တွေတော့မဖြစ်ဘူးပေါ့နော် digital aircon တွေတော့မဖြစ်ဘူး yoyo great ပဲပေါ့ဟုတ်ဒါလက်ရှိသူရဲ့နောက်ပဲချမ်းပါအာနောက်ခံလေးလဲလာပါတယ်အဲ GK3 ကတော့ကျွန်တော်တို့ရန်ကုန်မှာ JDN ထဲမှာတော့ဒါကျွန်တော်ဟိုဗမာပြည်မှာတော့လူကြိုက်များတဲ့အထက်မှာပါတာပေါ့နော် GK3 ဖြစ်ပါတယ်ထိုင်ကုန်လေးတွေသူ့အတီလေးနဲ့သူဟိုတင်းတင်းရင်းကြံနေပေါ့ဒါလက်ရှိနောက်ပဲချမ်းပေါ့နော် အဲနောက်ပချမ်းလဲကျွန်တော်တို့ဖုံးလေးတွေပါနောက်ကန်နေပါကြအစာလာတယ်ဗျနော်သူ့ဟာလေးနဲ့သူပေါ့ဘေးရဟာလေးရဲ့အစာဟုတ်အဲကျွန်တော်တို့ဒီကားလေးမှာဟိုပါပေါ့နော် ပြောစရာလေးတခုပါတယ်အဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဟိုလက်ရှိလက်ရှိဒီကောင်ဟိုပါပေါ့နော်အဲဟိုကာလာကုတ်က 624P ပေါ့နော် 624P ဒီအဲပါဝိုက်အမှန်ဖြစ်တယ် အဲကျွန်တော်တို့ဂျပန် GB Center မှာလည်းခောက်လိုက်တယ်ဆိုရင်ပါဝိုက်ထွက်တယ်ပေါ့နော်အဲလက်ရှိလည်းအဖြူအောင်ပဲဒါပေမဲ့ဗမာပြည်ကိုဝင်တဲ့အချိန်တုန်းကသူတို့ဒီအမဲအောင်ဟိုစတစ်ကာကတ်ပြီးဝင်ထားတဲ့ပုံစံမျိုးတော့ရှိတယ်ပေါ့နော်အဲ့တော့ကနဦးမှာတော့အဲသူတို့ဟိုပါပေါ့ဟိုအမဲနဲ့သူတို့ဝင်ထားတယ်ပြီးတော့အနောက်မှာတော့ဈေးရောင်ပြောင်းပုံစံမျိုးနဲ့ကျွန်တော်တို့ဟိုအဖြူပြန်ပြီးတော့ဟိုစတစ်ကာပြန်ခွာတာလားပြန်မဲမှုတ်တာလားပေါ့နော်အဲ့ဒါတော့ကျွန်တော်လည်းမသိဘူးဆိုတော့ လက်ရှိကျွန်တော်တို့ဒီဒီကားကိုကျွန်တော်တို့ GP ဂျပန်ကိုကျွန်တော်တို့လှမ်းပြီးတော့ခောက်ကြည့်တယ်ပါဝိုက်ထွက်တယ်လက်ရှိကားဒီလည်းပါဝိုက် name plate ပြားဒီလည်းပါဝိုက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဟိုပြဿနာမရှိဘူးပေါ့နော်ဒါဘောင်ဝင်တဲ့အထက်မှာပါတယ်ပေါ့ဟုတ်ဈေးနှုန်းလေးကတော့3130ပါဟိုဟာပိုင်ရှင်နဲ့ပဲဓာတ်ရိုက်လေးညှိပြီးတော့ဟိုဟာဖြစ်ပေးပါဗျဟုတ်ကဲ့အဲကားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ S4C Automobile Insane ဂျပန်လမ်းမှာလာရောက်ကြည့်ရှုနိုင်ပါတယ်အဲငွေစင်ငွေကြံ အရေးကြကျွန်တော်တို့ရောင်းပေးပါရခင်ဗျာโอเคကျေးဇူးတင်ပါတယ်ဗျဟုတ်